ရွာလေးတစ်ရွာမှာမမျက်နှိုးဆိုတဲ့အသက်25နှစ်အရွယ်လူပြိုလေးတစ်ယောက်ရှိပါတယ်။သူဟာညဘက်တိုင်းရေချိုးကန်းတဲကိုရေအိုးကန်းတဲရေပြည့်ထည့်ပြီးပြင်ဆင်ထားလေးရှိတဲ့တညမှာတော့ပုံမှန်တိုင်းရေချိုးဖို့ရေအိုးကန်းတဲကိုလက်နှစ်ဖက်နဲ့ရေခတ်လိုက်တဲ့အခါရေထဲမှာဆမင်းရှိတွေပါလာတာကိုသတိထားမိလိုက်တယ်။ တဖြည်းဖြည်းနဲ့အဲ့ဒီအရိတ်ကရေအိုးကန်တဲကနေထွက်လာပြီးအမဲရောင်အင်ကြီးရှိနဲ့သပင်ရှိညိုးညိုးနဲ့အမျိုးသမီးတယောက်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့သူမရဲ့မျက်လုံးတွေကအနဲ့ရောင်ပိုင်းကြီးနဲ့ကြီးလိုက်တာနဲ့မမျက်နှိုးရဲ့ခန္ဓာကိုယ်တစ်ခုလုံးချက်ချင်းတောင့်ခဲသွားတဲ့သူမကအားနည်းတဲ့အတန်နဲ့တဆိတ်ဆိတ်ကြီးတယ်။မမျက်နှိုးကထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကလုံမရပဲကြောပူနေတဲ့ရေအိုးကန်တဲကရေတွေကတဖြည်းဖြည်းအနီရောင်ပြောင်းလာပြီးအနံဆိုးတွေထွက်လာတဲ့နောက်တစ်မိနစ်မှာတော့ရေချိုးကန်တဲကမမျက်နှိုးရဲ့အော်ဟစ်တန်ကိုကြားပြီးရေချိုးကန်ကိုဝင်လာကြတယ်။ ဒါပေမဲ့အထဲမှာသူ့ကိုမတွေ့ရတော့ဘူးရေအိုးကန်ထဲမှာဆပင်ရှေတွေနဲ့အနီရောင်ရေတွေသာပြည်နေတော့တယ်ဒီအိမ်မှာလွန်ခဲ့တဲ့နှစ်နှစ်ဆက်လောက်တုန်းကရေချိုးကန်ထဲမှာကိုဝင်ဆောင်မိန်းမတယောက်ရေအိုးထဲမှာတည်ဆုံခဲ့ဖူးတယ်သူမရဲ့အလောင်းကိုရက်ပေါင်းများစွာကြာမှတွေ့ခဲ့ရပြီးဆပင်တွေကရေပုတ်ထဲမှာရှေထွက်နေခဲ့တယ်လို့ကြေးရွာကပြောကြတယ်အခုတော့သူမဟာရေအိုးကန်တဲကနေတယောက်ပြီးတယောက်လိုက်လံဖမ်းယူနေပြီးရေချိုးတဲ့အခါရေအိုးကန်ကိုတေချာကြည့်ဖို့အကြံပြုပါတယ်ဆပင်ရှေးတွေကိုမြင်းထွက်ပြေးပါလို့ပြောချင်ပါတယ်